အားလုံးသောမိတ်ဆွေများမင်္ဂလာပါနော်ကျွန်တော်ရဲ့မိတ်ဆွေများကိုဒီကနေ့မှဆိုရင်တော့ပြောမပြဖြစ်တာကြာပြီဖြစ်တဲ့အဘဆရာကြီးမင်းသင်္ကာရဲ့ကြီးနဲ့ဗราအပိပေါင်းဆိုတဲ့ပရိစိန်နီလေးနဲ့ပရိလေးအကြောင်းကိုပြောပြပေးချင်တာဖြစ်ပါတယ်နော်အဲ့တော့ဒီအဘမင်းသင်္ကာကသူ့ရဲ့မနောမယလက်ဆောင်ပေါင်းချုပ်ဆိုတဲ့စာအုပ်လေးထဲမှာဒီပရိလေးအကြောင်းကိုထူးဆန်းသော ပရိကလေးဆိုပြီးတော့ထူးဆန်းသော ပရိကလေးအကြောင်းဆိုပြီးတော့ အကြက်တုံးရေးသားထားခဲ့တာရှိပါတယ်နော်အဲ့တော့ကြီးနဲ့ဗရာအပီးပေါက်ဆိုတာဘာကိုပြောတာလဲအပီးပေါက်ဆိုတာနှလုံးကနန်းပေးတာလားသုံးလုံးကနန်းပေးတာလားအဲ့တော့နှလုံးကနန်းပေးတာလည်းမဟုတ်ဘူးသုံးလုံးကနန်းပေးတာလည်းမဟုတ်ဘူးအပီးပေါက်ဆိုတာဘာကိုပြောတာလဲဆိုတော့မိမိတို့ရဲ့အဲလိုရင်းစန္ဒတွေမိမိတို့ရဲ့အကြံစီတွေမိမိတို့ရဲ့စိတ်ကူးတွေမိမိတို့ရဲ့ရည်ရွယ်ချက်တွေကိုမြန်မြန်ဆန်ဆန်ပြည့်စည်စေတယ်ပြည့်မြောက်စေတယ်အောင်မြင်စေတဲ့အတိတ်ပဲဖြစ် ကြီးနေပြတော့အပြီးပေါင်းလို့အဘာမင်းနေကပြောတာဖြစ်ပါတယ်အဲ့တော့ဒီပရိယာ28လုံးပရိလေးဖြစ်ပါတယ်နော်28လုံးပရိလေးဖြစ်တယ်ဒါဗရောက်သားရဲ့ကြီးရဲ့ရောပြီးတော့28လုံးပရိဖြစ်အဘာမင်းနေကကစီရင်ပေးထားခဲ့တာဖြစ်ပါတယ်အဲ့တော့လူတိုင်းလူတိုင်းမှာတယောက်နဲ့တယောက်အကြောင်းချင်းကကိစ္စချင်းတော့မတူပါဘူးတချို့ကယာတုတိုးခြင်းတဲ့လူတွေရှိတယ်တချို့ကဘေးအန္တရာယ်ကင်းခြင်းတဲ့လူတွေရှိတယ်တချို့ကဈေးရောက်ကောင်းခြင်းတဲ့လူတွေရှိတယ် စီးပွားတိုးတက်ခြင်းတဲ့လူတွေရှိတယ်။လက်ဝင်ခြင်းတဲ့လူတွေရှိတယ်။လက်ရှင်ခြင်းတဲ့လူတွေရှိတယ်။အကျွေးတွေ ပြန်ရခြင်းတဲ့လူတွေရှိတယ်။အကျွေးဆက်ခြင်းတဲ့လူတွေရှိတယ်။နာမည်ကုန်သတင်းကြော်ကြားခြင်းတဲ့လူတွေရှိတယ်။မျက်နာပွင့်ခြင်းတဲ့လူ၊စမ်းပွင့်ခြင်းတဲ့လူတွေရှိတယ်။နိုင်ငံသားအမြန်သွားခြင်းတဲ့လူတွေရှိတယ်။နောက်တယောက်နဲ့တယောက်အကြောင်းချင်းကကိစ္စချင်းတော့မတူပါဘူး။အဲ့တော့အကြောင်းချင်းကကိစ္စချင်းတော့မတူပင် မတူလင့်ကစားပါတော့။ မိမိတို့ရဲ့အကြောင်းကြီးငယ်ကိစ္စတွေအကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေကိုတဲ့မြန်မြန်ဆန်ဆန်ပြည့်စည်ခြင်းနဲ့ပြည့်မြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တဲ့အဘာမင်းသိန်ကဗရောက်သားနဲ့ကြီးနဲ့ရောပြီးတော့28လုံးပတိလေးလှုပ်လိုက်တဲ့28လုံးပတိလေးလှုပ်တဲ့အခါကျတော့105လုံးဗရောက်သားကို9လုံးထည့်မယ်ပြီးရင်နည်းနည်းသေးတဲ့ကြီးပတိလုံးလေးတွေပါမယ်ပြီးလို့ရှိရင်နောက်ဆုံး3လုံးကဗရောက်သားနဲ့ပိတ်မယ် ြင်ကျိုးဝါးစိမ့်ညိုးလေးနဲ့ထိုးမှာပေါ့နော်အဲ့တော့အဲ့လိုလုပ်ပြီးသွားရင်ဘယ်လိုဆက်ရမလဲပထမအဆုံး၅လုံးဘက်ကနေစဆက်ရတာပေါ့နော်အဲ့တော့၅လုံးဟာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေအများစုရပါတာဖြစ်တဲ့အနန္တောအနန္တာ၅ပါးနော်ဗုဒ္ဓဂုဏအနန္တောဓမ္မဂုဏအနန္တောသံဃဂုဏအနန္တောမာတာပိတုဂုဏအနန္တောအာသရိယဂုဏအနန္တောအနန္တောအနန္တာ၅ပါးအနန္တောအနန္တာ၅ပါးပြီးသွားပြီဆိုရင် အရဟံ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  အရဟံအရဟံဆိုပြီးတော့ជីပရီလုံးလေးတွေကိုအရဟံလို့စိတ်ရတယ်ပေါ့နော်အဲ့တော့ជីပရီလုံးလေးတွေကိုအရဟံလို့စိတ်ပြီးသွားပြီဆိုရင်၃လုံးကြံမယ်အဲ့၃လုံးမှာကြတော့တတဝါများကျမ်းမာချမ်းသာပါစေတတဝါများ ကျမ်းမာချမ်းသာပါစေတတဝါများကျမ်းမာချမ်းသာပါစေဆိုပြီးတော့စိတ်ရဒါဆိုရင်ပြီးပြီအဲ့တော့ဘယ်နှပတ်စိတ်ရမလဲဆိုတော့တချို့ကအသက်စိတ်စိတ်တယ်တချို့ကဒီနေ့ကို29ပတ်စိတ်တယ်တယောက်နဲ့တယောက်တော့မတူပါဘူးအဲ့တော့ကျွန်တော်ကအားတိုင်းသတိရတိုင်း ီပတိလေးကိုစိုက်တာမိုးလင်းရနေဝင်စိုက်တာအဲ့တော့ငကတော့ကကျွန်တော်တို့ရန်ကုန်မှာဟော်ကန်စဖွင့်ဖို့အတွက်ကျွန်တော်မှာကိုပိုင်ဖွင့်စရာဟော်ကန်မရှိဘူးမရှိတဲ့အခါကျတော့ကိုပိုင်ဟော်ကန်လေးဖွင့်နိုင်ပါစေဝယ်နိုင်ပါစေဆိုပြီးကျွန်တော်အတိတ်တန်စိုက်တယ်အဲမကြဘူး၄၅၆လလောက်ပဲရှိသေးတယ်တာဂီတာ၁၈တောင်ဖရားရဲ့မြောက်ဖက်မှုမှာကိုပိုင်ဟော်ကန်လေးဝယ်နိုင်သွားတယ်နော်ဝယ်နိုင်သွားတယ် တော့အခန်းလေးကကျင်းတယ်ကျင်းတဲ့အတွက်ဘေးကန်းလေးတစ်ခန်းကိုပါထပ်ဝဲကျင်းလိုက်တာလို့စိတ်ကူးနေတော့ရှိသေးတယ်အဲဘေးကန်းလာပြီးတော့ကျွန်တော်ကိုရောင်းသွားတယ်အဲ့တော့ဆိုင်ကန်းလေးရသွားပြီပေါ့ဆိုင်ကန်းလေးရသွားတော့လေအင်ဒီအင်ဒီလေးရသွားတာပေါ့အဲ့တော့ဆိုင်ကန်းလေးရသွားပြီးတော့အာဟိုနာဒီနာသွားဖို့ကားလေးတစ်စီးလောက်တော့လိုချင်သေးတယ်ကားလေးတစ်စီးလောက်ရပါသေးအဲဒီမှာဗုဒ္ဓဂုဏနန္တော်စိတ်ပြန်တယ် တင်ကားလေးသည်အမြန်ရပါစေကားလေးသည်အမြန်ရပါစေဝယ်နိုင်ပါစေဆိုပြီးတော့အတိတ်တန်နဲ့တကားစိတ်တယ်အဲ့တော့မကြပါဘူးအဲ့လိုမတူကားလေးပေါ့နော်မတူကားလေးသည်အဲအများကြီးမပေးရပါဘူးသိန်းတရာ30 40လောက်ပဲပေးရပါတယ်အဲ့ကားလေးသည်ဝယ်နိုင်သွားပြန်တယ်အဲ့တော့ကားလေးရသွားတဲ့အခါကျတော့ဩကိုဟောကန်းမှာအများတန်းအိပ်ရတာလည်းအဆင်မပြေဘူးကိုပိုင်းရန်ကုန်မှာတော့နေစရာလေး တိုက်ခန်းလေးပဲဖြစ်ဖြစ်ရရှိနိုင်ရင်ကောင်းပါပဲရှင်းရင်ကောင်းပါပဲရွာတက်ကြီးရောမိဘတွေလာရင်အိတ်ဖို့တဲဖို့ကိုဖို့အဆင်ပြေအောင်ဆိုပြီးတော့တကကိုပိုင်တိုက်ခန်းလေးဝယ်နိုင်ပါစေဆိုပြီးတကအတိတ်တံပြုတ်ပြီးတော့စိတ်ပြန်ရောစိမ့်စိမ့်နဲ့၄၅၆လောက်လောက်ကြတော့အဲတိုက်ခန်းရောက်တဲ့အမျိုးသမီးတယောက်ကဆရာကြီးဆရာကိုနော်ပေးမယ်ဆရာငွေကြီးနဲ့ပတ်သက်ရင်ဘာမှမပူနဲ့ 100တန်းနိုင်100ပေးတာ90တန်းနိုင်90ပေးတာဆိုပြီးတော့เนาะအဲ့လိုလာပြီးတော့ထူးထူးဆန်းဆန်းရောင်းပေးတာပေါ့เนาะရောင်းပေးတဲ့အခါကျွန်တော်ကလည်းသက်ဆန်မှာမရှိတာမရှိတဲ့အခါကျတော့90ပေးလိုက်အစိတ်ပေးလိုက်နဲ့เนาะတော်တော်လေးကြာကြာလေးတော့ပေးလိုက်ရတာပေါ့ဒါပေမဲ့အိမ်လေးတိုက်ခန်းလေးတစ်ခန်းကတော့အဖတ်တင်သွားတိုက်ခန်းလေးရသွားတဲ့အခါကျတော့လေဟောမြန်မာပြည်အနက်အဋိဌံခီးတွေထွက်နိုင်ပါစေဘာရင်၃လကာလပတ်လုံး အာရဒါနာတွေလှူဒန်းနိုင်ပါဘူး။ကျွန်တော်ဖြစ်တင်တာတွေကိုလိုက်ပြီးအဋိဌာန်တာ။အဋိဌာန်နိုင်အဋိဌာန်နိုင်အောင်မြင်တယ်။နော်ဒီပရိလေးကိုစောင်းထားတဲ့လူတွေစိတ်နေတဲ့လူတွေကလည်းကြော့ပြတယ်။အာအဋိဌာန်လေးတွေအောင်သွားတယ်အကျွေးတွေတော့ကျေသွားပြီးစတ်နိုင်သွားပြီးစသဖြင့်အဲ့တော့ဒီပရိကိုမင်းသိင်္ဂပရိလို့ခေါ်ပါတယ်နော်။အဲ့တော့တယောက်နဲ့တယောက်အကြောင်းကြီးငါကိစ္စကျွန်တော်မတူမိမိတို့ရဲ့ရည်ရွယ်ချက်ကြီးမှန်းချက်တွေချင်းမတူမိမိတို့ရဲ့မျှော်လင့်ချက်တွေမတူ ဲ့တော့မတူညီပေမဲ့လည်းကိုယ့်ရဲ့မျောလင့်ချက်တွေမြန်မြန်ဆန်ဆန်ပြီးသီးခြင်းနဲ့ပြင်းပြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်အဘမင်းသိင်ကရဲ့ကြီးနေပြတော့အပြီးပေါ့ဆိုတဲ့ပရီးလေးကိုစိတ်เสียရအောင်မလို့ပါဘူးသူကစောင်းထားတာနဲ့ကိုစွမ်းပါ။ဒါကြောင့်လဲဆိုတော့အဘမင်းသိင်က ကြီးရဲ့ပြတော့ရဲ့ကိုဓာတ်ဆင်ပေးရတာပေါ့နော်။စောင်းထားတာနဲ့ကိုစွမ်းတယ်အဲ့တော့စိတ်ကျင်နေဆိုရင်လေခုနကပရိသေဏီလေးတိုင်းအဋိဌံပြုတ်ပြီးတော့ကိုဖြစ်ကျင်အောင်အာယုံပြုတ်ပြီးတော့စိတ်ပေါ့ ။ဟောငကောတော့ဆိုရင်တော့ဒီပတိလေးဟာကျွန်တော်တို့ဆရာကြီးမင်းသိန်းကရှစ်တင်ကာလတုန်းကဆိုရင်ဘာမင်းသိန်းကရှိတယ်မော်ဘီမယန်တလင်းတော့အယူတော်မင်္ဂလာရရရမြေမှာတွားပြီးတော့ဝယ်ရတာ။နော်တခါကြဘာမှမရှိတဲ့အခါကျတော့ဘာတပည့်တွေကြီးမှလာပြီးတော့ဆရာကြီးမင်းသိန်းကပတိရှိလားကျွန်တော်တို့ကလည်း online မှာဗီဒီယိုနေပါလေးဟောတယ်ဟောသရန်နေပါလေးတင်တဲ့အခါကျတော့ကျွန်တော် Viber နေပြီးတော့ဆရာကြီးမင်းသိန်းကပတိရှိလားဆရာကြီးမင်းသိန်းကပတိလေးလိုချင်ပါတယ်ဆရာကြီးမင်းသိန်းကပတိလေး ပို့ပေးလို့ရမလားဆိုပြီးတော့ခဏခဏလာမေးတဲ့အတွက်ပရီလောက်တဲ့လူတာကျွန်တော်ဒီမှာလာပို့ထားတယ်ကျွန်တော်ကမိတ်ဆွေတို့ပြန်ပြီးတော့အိမ်နိုင်ရာရောက်ပြန်ပြီးတော့ပို့ပေးခြင်းဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဒီလောတော့ကတော့ဒီကြီးပရီလုံးလေးတွေကဝဲဖို့အတွက်ခက်ခဲသွားတဲ့အတွက်ဒါကျွန်တော်တို့တော်တော်လေးစောင့်ရတာမျိုးတွေတောင်ကြုံရတတ်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကမှကြကြီးမနေကရဲ့ကြီးနဲ့ပြောက်အပြီးပါအောင်ဆိုတဲ့ပရီးလေးကိုနော်လိုချင်တယ်စောင့်ထားချင်တယ်စိတ်ချင်တယ် အဲ့တော့ဒီပရီလေးကိုဘယ်မှာမှားလို့မှားမှန်းလည်းမသိဘူးဆိုရင်တော့ဒါကျွန်တော်ရဲ့39992029 39940 3213စတဲ့ Viber နေပြီးတော့ဆက်သွယ်ပြီးတော့အကူအညီတောင်းပြီးတော့မှာယူနိုင်ပါတယ်เนาะအဲ့တော့မှားတဲ့မိတ်ဆွေတွေကိုကျွန်တော်ပရီလေးကိုဒီလိုအိတ်ကလေးတွေနဲ့ပါဆယ်ဘူးလေးတွေနဲ့ပရီစိန်ကြီးစာရွက်လေးတွေနဲ့ထည့်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ပို့ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းပဲ အဘဇာယီမင်းတင်ကရဲ့ကြီးနဲ့ပရောအပိပောက်ဆိုတဲ့ပရီးလေးရဲ့အတိုင်းမိမိတို့ရဲ့အလောကိုင်းတွေမိမိတို့ရဲ့အကြံစီတွေမိမိတို့ရဲ့စိတ်ကူးတွေယုံကြည်ချက်တွေရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေအားလုံးလည်းမြန်မြန်ဆန်ဆန်ပြည့်စည်ကြပါစေပြည့်မြောက်ကြပါစေအောင်မြင်ကြပါစေလို့နော်သူတော်မြတ်တာများလိုက်လိုက်လဲလဲပို့တာပေးလိုက်ရပါတယ်နော်ကဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကောင်းသောညချမ်းလေးဖြစ်ကြပါစေနော်